အလုံးပေါ်ကလည်းတော့ဘေးရမရှိဘူးဒီမရှိဘေးမလောက်တာပေါ့ဘေးကတော့ဒီလိုင်းမတက်ဖို့လောက်စာကြည့်ဖို့လောက်တော့ရှိရလိုင်းလွန်ဖို့လောက်ကတော့ဘေးမရှိရတဲ့စိုက်လေးတစ်စိုက်ပေါ့ဒီ၃ကက်၃ကက်စိုက်လေးပေါ့ထိပ်စီ၄လုံးထိပ်စီ၄လုံးရိုက်တယ်မှုပေါ့နော်အာတကယ်လို့ကြည့်လို့လောက်၁၂ကြိမ်၁၂ကြိမ်အတွက်ပေါ့နော်ထိပ်စီ၄လုံးမှုအရပေါ့နော် ရှေးပေါင်းခြင်းက44နောက်ပေါင်းခြင်းက၃ညပေါ့เนาะ30ပေါ့အဲ့ဒီမှာကဏ္ဍ10ခွဲရှိတယ်ပေါ့မိမိကြိုက်နှစ်သက်ရာရွေးချိုးပေါ့တကယ်လို့သူ့အမူတိုင်းဆိုလို့ရှိရင်တော့အဲဒီကောင်ပေါ့เนาะသူ့မူရဆိုရင်ဒီကောင်တိုးတော့မိမိကြိုက်နှစ်သက်တဲ့ဒါပါလို့ရှိရင်တော့အဲပါလို့ရှိရင်တော့ဒီပြင်ဟာပါကန့်ညီလို့ရှိရင်တော့ထိုးလို့ရအောင်เนาะ သူညီတွက်ဆိုရင်သူ့မူတွက်ဆိုရင်အဲ့နှစ်ကွက်3ကွက်4ကွက်နော်မှန်တယ်ရှိရာ10ကွက်ပေါ့နော်အဲ့တော့တကွက်နှစ်ကွက်3ကွက်4ကွက်ရှိတယ်နော်အဲ့တော့ကြည့်တယ်ဗျာကျွန်တော်ရေးတာမှားနေလားမသိဘူး10ကွက်ဆိုင်ပေါ့နော်အာထိတ်စီရှေးပေါင်းချင်း4ရှေးပေါင်းအဲဆက်နေရှင်တွေရှေးပေါင်းချင်း44 ရှေးပေါင်း44နောက်ပေါင်းက၃ညဆွမ်းနာဘောမရှာမတွေ့ရတယ်ခဲနိုင်ရေးထားအခုမှဘောမတွေ့တော့အဲ့ဒီလိုရတယ်ပေါ့နော်အဲ့တော့နောက်ဒါလေးပြမိရလည်းမလာဘူးတောင်မျိုးကလည်းရေကြီးနေတယ်၁၇ရက်ကွယ်တူမျိုးတယ်တို့တနည်းအားဆိုရင်၁၇နှစ်ဆိုကျွန်တော်တို့ကျွန်တော်တို့ဥစားဘေးမှာပဲတော်တော်လေးရေတက်သွားတယ်နော်ကပောင်းဆောင်ကပောင်းဆောင်ပြေးမှာကျွန်တော်တို့က အဲ့တော့ထိစီမူရဆိုရင်ကျွန်တော်ညင်လောက်ဆိုရင်ဗောနဒါလေးတစ်ချက်ပြသွားမယ်ကျွန်တော်လေးထိတ်တစ်ချိန်ကြာတယ်ဗောနလေးထိတ်နှစ်ချိန်ကြာလေးထိတ်သုံးချိန်ကြာလေးထိတ်လေးချိန်ကြာလိုက်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်လေးထိတ်ဒီလေးချိန်ကြာတယ်ဗောနထိစီထိစီလေးလုံးအဲ့လိုဇက်တိုက်ကြာလိုက်လို့ဒီမှာထွက်တဲ့ကနန်းဒီ ရှေးပေါင်းချင်းဒီလေးဟမ်နောက်ပေါင်းချင်းဒီ3ညနော်အဲ့လိုထပ်သွားတယ်ရှေးပေါင်းချင်း4နဲ့နောက်ပေါင်းချင်း3ညနဲ့ထပ်သွားတယ်အပူခွာလည်းဖြစ်နေတယ်ပေါ့နော်တချင်းဒါမျိုးကြီးကျန်းချစ်တတ်မှာပါနော်အဲ့တော့ဟိုပြရစရာလေးတော့ရှိရပေါ့နော်ဘေးရမရှိတဲ့အတွက်နောက်မှာပဲရှိရင်တော့ရမှာပေါ့နော်ပြီးတော့မင်းနော်တင်ဖြစ်မှာပေါ့နောက်ချိန်မှာလဲထေစီတလုံး ငါးထိပ်ပေါ့နော်တစ်လုံးနှစ်လုံးသုံးလုံးလေးလုံးရိုက်လိုက်ပြန်တယ်အဲ့လိုလေးလုံးရိုက်လိုက်တဲ့အချိန်မှာလဲရှေပေါင်းခြင်းဒီ44နောက်ပေါင်းခြင်းဒီသုံးညပေါ့နော်အဲ့ဒီမှာသူထွက်ပုံထွက်နေရလဲအပူခွားနဲ့ပဲထွက်လာလာပေါ့နော်ထွက်တယ်ပေါ့ဗျာဟောတော့ဒီမှာလဲထိတ်စီလေးလုံးဖြစ်လာပြန်တယ်တစ်လုံးနှစ်လုံးသုံးလုံးလေးလုံးဖြစ်လာတယ် အဲ့တော့လေးလုံးဖြစ်လာသူရှေ့ရမူအရာဆိုရင်ရှေးပေါင်းခြင်း44နောက်ပေါင်းခြင်း3ရပေါ့နော်အဲ့ဒီမှာကနန်း10ခွက်ပဲရှိလာတယ်ပေါ့နော်ဒီ40ခွက်ထက်ကမိမိကြိုက်နှစ်တဲ့ရာပါလို့ရှင်လဲထိုးလို့ရအောင်ဆိုတော့ကျွန်တော်တင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့တင်ပေးလိုက်တဲ့အချိန်မှာကိုငါငါအကူငါငါတစ်ခွက်ထည့်ပြရအောင်နော် sorry အဲကြောင့်ကျွန်တော်တကွက်လူနေပါတော့ငါးကွက်ဖြစ်ရမှာပါလीနော်9 9တကွက်ကျန်နော်အော်ပါပါလေကျွန်တော်ကြော်ဝမ်းနော်9 9ပါပါအဲဆိုဟုတ်လားမသိတကွက်2ကွက်အရေးကြီးကြီးမဟုတ်3ကွက်4ကွက်4မိနစ်ရှိပါရင်နော်အဲ့လိုတင်လို့အဲ့လိုအဲ့တော့ site site မှာကျွန်တော်ဘာပြကျွန်တော်ဆိုတော့อืมစဉ်းစားစဉ်းစားဟာပါပြအောင်လား4မိနစ်ကြော်ကြည့်ပါကြာ ဗီဒီယိုဖိုင်တင်ရတဲ့ခါကျတော့လေကျွန်တော် line မကောင်းတော့အခက်အခဲဖြစ်။နောက်တစ်ဖိုင်ကြာမှပဲကျွန်တော်တန်းနိုင်ဆုံးတင်ပေးမှာပဲเนาะအခုကတော့ကျွန်တော်တို့ဥသာလေးပေါ့တင်းရင်မတင်ဒီအဲ9မိနစ်ပြီတော့เนาะတင်ရပြရတာပို့ရတာအခက်အခဲဖြစ်လို့အားလုံးပဲခံအောင်ကြပါစေเนาะ